ဘလောက်ထိအရက်ငဲ့နေလဲဆိုရင်ဒီကောင်လေးသူ့နဲ့ထေကိုတနက်ပြောင်းလဲချိန်တော့တော့မသိဘူးကြလားဘာဖြစ်လို့လက်နဲ့ဝေကန်နေလဲလို့ပြောသူကပါတယ်ဆိုတာအဲ့ပြန်ဖို့လမ်းစိမရှိလို့တဲ့လက်နဲ့ဝေကန်နေတာတဲ့ဒီမင်္ဂလာပါ အဲ့တော့ညီလောက်ပါအောင်မိတ်ဆက်ပေးပါဦးဟုတ်ကဲ့ကျွန်တော်ဒူရကာဒီအဲတဝယ်မျိုးသားလုံးမြဲတက်တော့ဒူရကာစစ်ကြောင်းစစ်ကြောင်းမူရဲဘော်ပါယူပါနေပေါင်းဒါနဲ့ဟိုရေနာမည်ကဘယ်သူပါယီပါယီလို့ခေါ်တယ်ပါယီဘာလို့အဲ့နာမည်ပေးလာလို့သူများလေးခေါ်ကြတော်လိုင်းထဲမှာခေါ်လာတာဘာလို့ပေးလာလဲသူတော်လိုင်းထဲမှာအဲ့လိုမျိုးပဲပြေးလာတော်လိုင်းနာမည်ပေါ့အဲ အဲ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 လောက်ပေါ့ညိုစီကဟိုကိုတစ်ခေါက်လေအရင်တစ်ခေါက်ကအဲဒီ video reaction video လေးလည်းလုတ်ဖြစ်တယ်ကွာဒီလားအဲ့ဒါဟိုပါလေဟိုပါဟိုမှာခွေးဟိုမှာခွေးဆိုပြီးရောဆော်လာသိရမလားဖုံဖုံဖုံးဆိုအဲ့ဒါလည်းညိုစီကြောင်းပဲဟုတ်လားဟုတ်ကဲ့ကျွန်တော်စစ်ကြောင်မရွှေကူတရားကဲလေစေကဲဟလာမနေ့ကလေတပွဲနော်ဟိုဟာတပွဲဟိုဟာလာတဲ့ကောင်နေဟလာဈေးွက်လာတဲ့ကောင်နေဟုတ်ကဲ့ဈေးဈေးလာဝယ်တဲ့ကောင်အဲလောက်ပါအဲဥစ္စာလေဈေးရ သူကဈေးရဗျဆိုင်မှာသွားမှုဝယ်ဘူးအဲ့လိုမျိုးသူကအရင်တော့အဲ့ဒီကြောင်ထဲမှာနေတယ်အကောင်လေးကအဲ့ဒီအဲ့ဒီဖုန်းကြောင်ထဲမှာနေနေတဲ့ချိန်ကသူကဘယ်လိုပြေလို့လည်းမသိဘူးဖုန်းကြီးကသူကလက်မခံဘူးသူကအရက်ပေါက်ပါတော့ပြီးတော့သူတို့နေကြတဲ့ချိန်ကျတော့ဖုန်းကြီးကမောင်းထောက်လိုက်တယ်သူတို့အတော်တော့သူတို့ကအဲ့ဒီကြောင်ကနေထွက်ပြီးတော့ဟိုဘက်ကြောင်နဲ့နည်းနည်းလှမ်းလှမ်းလေးကဟိုဟာ GDC ကြောင်ဝင်ထဲမှာတော့နေတယ်သူတို့ကအဲ့ဒီမှာနေတာဩဒါပဲဗျာဟို ူကဂျေးဆိုလဲဆိုင်ကြီးကိုသူတို့မသွားရဲဘူးလေရောက်ရဆိုင်မသွားရဲဘူးဂျေးကိုချီးဟာသူတို့ကဆိုင်ရပွားကြီးကိုသူပေါ့ဆတ်မှာလေအဲအဲ့လိုအရက်တွေပါလေသူတို့မာရမာပွားရသူစောရချက်ကြတယ်လဲသူကသူဈေးချင်းလေးလာချပေးရဲ့အဲသူတို့စောရချက်ကြတယ်လို့တောက်နေရတော့လေတိုင်းလို့ပါတယ်တရအဲ့ဒီနေ့ကျမှ၃កောက်ပဲပုံမှန်ဆိုရင်၅កောက်၈កောက်အဲ့လိုလာတယ်ပူပါပါတယ်ပြောတယ် အဲလာလာယူတာကျွန်တော်ကတည်င်းကရတာလေအဲ့တော့အာတည်င်းရလာတော့ကျွန်တော်တို့အစတော်တော်လေးတော့ကြာပြီဗျတည်င်းရလာတာဒါပဲလှော့တာမျိုးလေသူတို့ယူရဲအောင်ဆိုပြီးတော့ဟုတ်ဟုတ်ကျွန်တော်လက်ကတောင်းတော့လောက်လာတယ်လက်ကတောင်းပြန်တဲ့ချိန်ကျမှဆိုးတာဟုတ်ပါဘလောက်တိအရင်ငဲ့နေလဲဆိုရင်ဒီကောင်လေးသူ့နဲ့ထဲကိုတနက်ပြောင်းလဲချိန်တော့တော့မသိဘူးကြလားသူ့အစီအစီအရင်ပလေးအရင်ပလေးကတော့ ။ဘာဝီတော့ဘာဖြစ်နေတာ။စိတ်စိတ်ရောက်နေတာပေါ့။အရှိအကောင်ကအဲ့လိုအဲ့လိုအနောက်ပြီးတော့နောက်တစ်ချက်ကဗျာ तू ကဘယ်လိုလဲဆိုတော့အရှိအကောင်က तू အရှိနဲ့နောက်နဲ့နည်းနည်းတော့လမ်းတယ် तू ဝင်လာတယ်။အရင်အရှိအကောင်အရင်ချေတာဒါမှမဟုတ်အရှိအကောင်ကသူလဲပါတယ်နောက်နှစ်ယောက်ထပ်မြင့်လာသေးတယ်တက်မြင့်လာတော့အဲ့ဒီပေါက်သေးသေးလေးကို ပေါ့သေးသေးလေးကိုဗျာသူတို့ကနှစ်ယောက်ရှင်ပြီးတော့ဝင်လာအဲတယောက်တယောက်တယောက်နောက်မို့ရောဟာသူတို့အဲ့လိုမျိုးရှင်ပြီးတော့ဝင်လာဗျာသူကအဲ့ဒီမှာဘယ်လောက်ငါပြတ်နေလဲအတင်းအတင်းတိုးတာပေါ့အပေါ့သေးသေးလေးကိုအတင်းတိုးတာလေနှစ်ယောက်နောက်မို့ထက်နေလို့ရှင်ဗျာအရှိနောက်ဆိုရင်ပြရတာကျွန်တော်တို့လည်းခင်းရင်းသေးတယ်ဗျာအဲထက်နေတဲ့ချိန်ကျတော့ပုံပုံပြင်းပြပါနှစ်ခါလုံးတစ်ခါလည်းပြရတော့ဗျာအဲ့လိုပြီးရေအဖွဲ့တွေအဲ့ဟို ။သင်တန်းမှာဘလို့တွေသင်တာလဲပေါ့နော်။ဘာလို့လဲဆိုတော့ညီအဖွဲ့တွေပြစ်လိုက်လုံးဝလက်ကစောင်းရမ်းဖြောင်းတယ်ကွာဒီက။ဟိုပထမတပွဲတော့မြင်ရတော့လည်းအဲ့လိုပဲခဏလေးပဲမြင်လိုက်တယ်ပေါ့နော်။ဖုံ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 ဆိုဆော်လိုက်ပေါ့ကွာတန်းပြီးတော့အခုဆိုလည်းအဲ့တိုင်းပဲ။ဒါခဏပဲတွေ့ရတယ်ဒါပြစ်ကွင်းလဲကျင်းတယ်ပေါ့နော်အဲ့ကြားထဲမှာရအောင်ပြစ်နေတကယ်ကြည့်ကျူးတယ်ပေါ့ဗျာအဲ့ဒါတော့တင်းနှမ်းမှာတင်လာလို့အဲ့လိုမျိုးတော့မဟုတ်ပါဘူးတကယ်ကဘယ်လိုပြောမလဲဗျာတွေ့ကြုံနေတင်းနှမ်းကခန်းစားချက်တွေပေါ့ဟာ ဟုတ်ကဲ့တွေးကြုံလည်းရှိတယ်တော့ဒီကောင်လေးတောက်တာလည်းအာဘယ်လိုပြောမလဲသူတို့ရုပ်မှမှုတွေလည်းရှိတာပေါ့ဗျာအဲ့လိုမျိုးနဲ့အာကျွန်တော်တို့ကဘယ်လိုပဲပြပြဗျာခြေကိုလည်းကျွန်တော်ဆောက်တယ်ဒီကောင်လေးသူတို့လောက်ရပြီးရောဗျာငါမို့သူတို့လောက်ရပြီးရောတော့အဲ့လိုမျိုးဟုတ်တယ်အဲ့လိုတိကျဒီကောင်လေးကတအားရုပ်မှတာအခုဆိုရင်အဲ့ဒီနာရောအခုလက်ရှိတော့သူတို့နေတဲ့အဲ့ဒီဇီဒီဖယားနာရောတရွာရှိတယ်ဗျာအဲ့ဒီရောမှာဆိုအဲ့ခြေကတစ်ဆောင်ကျော်လောက်ရှိတယ်ဗျာ အဲ့တောင်ကျော်လားရှိတယ်ဘာမှဆိုင်ရဟာနော်အဲ့ဒါအာဟိုပါပေါ့အမတ်တော့300နှစ်အအမြောက်တက်ရှိတယ်ဒီမှာနောက်ဖယားမဆစ်စင်ကြီးရှိတယ်ပေါ့အဲ့ဂျာလေးကရွာဗျာတရွာလေးဒီအမတ်ရှိပြီးတော့လမ်းမကြီးတလန်းလုံးမအဲ့တရွာလေးကဆစ်ချောင်းနေရတယ်ဗျာတရွာလုံးကတရွာမှနေလို့မရဘူးဗျာဟုတ်အဲ့ဟာလီကွေဟိုဟာလီကွေဟာလီကွေဆစ်စင်ကြီးကြီးလာအဲ့ဒါအဲ့ဒါအဲ့ဒီရွာပဲသူက ဘယ်လိုပြောမလဲတရွာလုံးကိုတရွာဘာနေမရဘူးဗျာဒီတိုင်းမှာပြီးစစ်ဆောင်တရွာလုံးဆောင်နောက်ပြီးတော့ဒီကောင်တွေကဆရာခိုင်မသိမီးရှို့တယ်ဗျာအဲ့ရွာမှာဟုတ်လားဟုတ်မီးရှို့တယ်ပြီးလို့ရှိရင် तू ကအဲ့တကားလေးဘာတွေကဆာဖြုတ်ရောင်းတယ်ဗျာဟိုကလားတွေပေါင်းပြီးတော့လေအဲ့အဲ့ခွေးတွေကဗလားရောက်မှလည်းဆိုလေဟုတ်တိတ်တွေးတကားလေးအကုန်လုံးဖြုတ်ရောင်းတာအဲ့လိုမျိုးတမိုးရှိတာအကုန်ယူတာပေါ့အဲ့ရွာလူတွေက ဟုတ်ကဲ့ရှိတာအကုန်ယူတယ်အဲ့ဒီအဲ့ဒီဟာလူတွေကကျတော့အခုဘယ်လိုပြောမလဲစာသင်ကျောင်းဆစ်ဆောင်နေရမှာပေါ့ဗျာဆစ်ဆောင်မှာနေရတယ်သူတို့သူတို့မြင်ရတဲ့ချိန်လေကျတော့ဘယ်လိုပြောကိုယ်တွေသူတို့မြင်မြင်လိုက်အင်ရှိရှိနေဗျာဘယ်လိုပြောမလဲအဲ့လိုမျိုးနေနေရတယ်ဆိုတော့တိတ်စိတ်မပြေဘူးဗျာဒီကောင်ကြီးကသူတို့လည်းဘာမှလောက်တာလည်းမဟုတ်ပဲလေအဲ့ဒါကြာဒီကအခုဟာလီကွေးမှာလည်းချိတယ်သူတို့နီနီလေးရအဲ့ဒီဟာလီကွေးရ GTC ရအဲ့ဒီဖရာမဆစ်စီကရဲ့ဆိုမိတာဘလောက်မခေါ်ဘူးနီနီလေးလေး ေသာလေးကကျွန်တော်တို့အခုအခုဒီဖုန်းကြောင်းနဲ့ဖုန်းကြောင်းဝင်းထဲမှာကျွန်တော်ပြေးလာတာဟလားသူ့ရဲ့အနောက်ကခိတ်ရှိတယ်ဗျာနီးနီးလေးဟဲ့ဒါပေါ်လို့တော့ကြားနေတယ်ဒီဖယားမဆစ်တဲ့ဒီကောင်လေးကအလောက်ကြည့်ပြေးပါပြီသူ့ပြေးသူ့ခံဩလာမကူဒီကောင်လေးကမကူမကူသူ့ခံသွားတယ်ဒီကောင်ကတော့မသိဘူးငါလည်းအဲ့လိုမျိုးပုံစံဖြစ်ပါလေအကောင်ကြီးအဲ့လိုဟာဒီကောင်ကြီးတော်တော်ကိုယုံပါနေအချင်းချင်းကိုယုံပါနေပါ เดี๋ยวก็เดี๋ยวอ๋อคุณมีหน้าตามาเดี๋ยวผมว่าจะตะกาว่ามาถึงตุ้ยแล้วโอเทลนี่ใช่ไหมฮะล่ะยินดีอ่ะอะไรกูเกย์เลยอ๋อกูเกย์เลยอ๋อแล้วมีตาบลาเตียร์เราไม่รู้เราไม่ตาเออเออเออแล้วบอกเออดีพ่อแม่อ่ะอ่อนไหวหรือจังไม่อ่ะพ่อแม่อ่ะอ่อนไหวสุดแล้วอันนี้ အကြီးဟောသူရောဗျာကျွန်တော်တို့ဒီဘယ်လိုမှအတော်လေးကလာဒီစစ်ကြောက်ကလာမှာအကြီးဆိုလို့ရွှေကူတပွဲတော့ရှိတယ်ဗျာအဲရွှေကူတပွဲတော့ရှိတယ်အဲရွှေကူကကြတော့သူတို့ကဟိုဘက်ရှင်ဟိုဘက်သူရဲ့ဂိတ်ပါဆိုတရားဂိတ်တွေဒီကဟိုမှာဆိုတရားအရှိမှာဆိုတရားအာအရင်ကလက်နက်ကိုက်ဖွဲ့တယ်ရှိတယ်အဲ့နောက်မှာလက်နက်ကိုက်တော်လိုင်းဖွဲ့တယ်ရှိတယ်ဗျတော်တော်ပြည့်တာတော့ရှိတယ်ဒါမှမဟုတ်ဘယ်လိုကောင်ကအာ ठी နာပြီးပြန်လာတယ်သူတို့ပြည့်ပြီးတော့ ဆုတ်သွားတာလောက်ပဲရှိတယ်ဗျာတရားရဲ့ဟိုဘက်ချက်အပြင်းပြည့်တယ်သူတို့လည်းအင်းဒီကောင်တွေကကြာအခုကဘလို့လောက်တာလဲဆိုတော့ညီလေးအာဒီမှာဟုတ်ကဲ့ဒီမှာ gate gate ရဲ့သူက gate စစ်စစ် gate ရဲ့အပေါ်မှာဘရားကုန်းဟွန်းသူတို့က gate ကိုတက်ကွင်းလောက်တာလဲဩ gate ကိုတက်ကွင်းလောက်တာလဲဟုတ်ကဲ့သူကအဲ့ဒီဟိုကကျွန်တော်တို့နောက်ဆုံးတွေ့နေဘရားကုန်းရဲ့ဟိုတွေ့ရသူကအဲ့ဒီကနေပြန်ထောက်ချမှာပေါ့နော်တကယ်လို့ဝင် ဒီကဲဘယ်ဝင်လုံးပါဗျာဖះကောင်းကိုသူတို့အာရုံမထားဘူးအဲ့ဒါဖះကောင်းနဲ့မဆိုင်ဘူးဆိုပြီးတော့ကဲကိုသူကအမှန်ကန်လောက်တော့တာအဲ့ဒါအဲ့ဒါကိုကဲရောက်လာတဲ့သူကအပေါ်ဆုတ်ပြီးတော့ဖះကောင်းကနေပြီးတော့တခါလက်သက်ကွင်းသူတို့လောက်လာတာလို့ပုံစံอืมအဲ့ဒါကျွန်တော်တို့ကကျွန်တော်ကနှစ်ပေါက်ဝင်သွားတယ်ဗျာအဲ့ဒီမှာကဲကိုရောဖះကောင်းကိုရောကျွန်တော်နှစ်နှစ်ပေါက်ဟိုဖောကိုင်းနဲ့တခါလက်ကန်ဝင်လာကျွန်တော်ဖောကိုင်းနဲ့လေ ပေါ်ကားနဲ့တန်းဝင်လာနေပါတော့ဟိုမောဝတိဝင်တယ်ဗျာပေါ်ဟိုဖျားကုန်းဆိုလည်းမောမောဝတိဝင်တယ်အဲ့ဒီဒီကဲဆိုလည်းကိန်းနာတိဝင်တယ်ဝင်ပြီးတော့အကဘာရပြပြနေထင်တဲ့တိုင်ပဲသူတို့ကြီးတယ်ဗျာကဲရကောင်းနေကဲရကောင်းနေပြရောပြရောကိန်းမှာခွေးမရှိတော့ဘူးဝင်မရှိတော့ကျွန်တော်လည်းမတူခိုင်းဘူးသူတို့နားရခိုင်းတယ်အပေါ်ကကြည်ထားလို့မှုနေတယ်လေသူတို့မြင်နေရတယ်ဆိုတော့လေအမအပေါ်ကတက်ခါချက်တူချက်တူချက်တူတော့သူတို့အဲ့သိနေရရပါလား အသိနဲ့ရောက်သွားရောက်သွားအသိနဲ့ရောက်သွားသူဖက်ပေါင်းမရှိတော့ဘူးလေဖက်အကုန်လုံးအထက်မှာပိုက်နေတာပိုက်တဲ့ချိန်ကျမှကျွန်တော်အော်အဲကိုရောက်ပါလေရောက်သွားပြီးတော့အပေါ်မှာကျတော့ဘလူးမမထွက်ဘူးဗျဒီကောင်လေးကလေတော်တော်ကြာပြီအဲ့ဒါကိုသူတို့ပြောနေတာအင်းအင်းလက်နဲ့ချောက်ပြောနေမထွက်ဘူးအဲ့ဒီမှာဘူဘူတယောက်ပါတော့ရာခံဘူးလားမသိဘူးအဲ့ဒါရကံပူလာနေသူကအဖို့ကမချခံဘူးလေမချနိုင်ဆိုပြီးတော့အကုန်လုံးကပိတ်မိတယ်။ဒါပေမဲ့စကူလည်းမလာနိုင်တော့ဘူး။ တို့ချပေါ့လက်နဲ့ချပေါ့မချဘူးအဲ့အဲ့ဒီလိုအဲ့လိုမျိုးပြောနေရင်လည်းအဖိုးကြီးဖိုးကြီးအခုနကပြောလို့လက်ပြပုံသွက်ပြတဲ့ပူကြီးအဖိုးကြီးကအဖိုးကြီးလည်းဘလို့လဲဆိုကျွန်တော်လည်းမစင်းစားတတ်ဘူးကွာတဲ့လားဘေးကပပလက်ဝိုင်းကြဟာသူကအရှိ့ပဲကြည့်တယ်ဘေးကလည်းသူကြည့်ဘူးကွာအရှိ့မှလည်းရေကောလည်းရှိတယ်အရှိ့မှလည်းရှိတယ်ဒါပေမဲ့အဲ့တော့သူကလက်ပြပုံသွက်ပြသူသူကလက်ပြပုံမကွဲဘူးကွာအမကဲရတာဒီလိုချက်ပြပြန်ဝင်ပြလာတော့အဲ့ဒါ လက်လက်ချတဲ့အချိန်မှာကျွန်တော်မေးကြည့်တော့အဲ့ဒီကျန်တဲ့ကျန်တဲ့ဟိုဟာတွေကစစ်သားတွေကပြောတယ်တဲ့ဘောမပြင်းနဲ့ပေါ့ပက်လက်ကိုသူတို့တွေဝိုင်းလာပြီပေါ့အင်အားများတယ်ပေါ့နော်ပေးပဲပြောတယ်တဲ့အဲ့တော့လေမပြောလို့မရဘူးလေသူကသူဘာကောင်းချင်းလည်းမသိဘူးလားဆက်ပြစ်ပြရောလေခွေးအဲ့အဲ့တကွာကတော်တော်ကြိုက်တာဟမ်အဲ့အဲ့ညင်လိုက်ပြီးတော့လေလက်ပြပေါ်ပြည့်ပြီးတော့ပြေးလာတဲ့ဟာလေอืม ဟုတ်ကဲ့အဲ့ဒီတဲ့ကိုကျွန်တော်တို့ကဘောက်ခါလာကြားရတယ်ဗျာဩသိရတာလေဩဘာသမတ်ချက်အဲ့တော့တကသူတို့သိရင်လဲမိုးချောက်ရတယ်ကျွန်တော်ဆဆောက်ဝင်တဲ့အချိန်ကျတော့ तू ကတနအီအဲနေလက်ပိုင်းသူတို့လက်နဲ့ချတဲ့အချိန်သူ6နာရီလောက်ဖြစ်သွားဗျာအေးလို့မောင်းတော့မောင်းနေပြီနော်ပစ္စည်းလက်နဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဒီစီလက်နဲ့ပါလေကောက်ပြီးကောက်ပြီးတဲ့ချိန်ကျတော့သူ့ကိုအာကျွန်တော်ခေါ်သွားတယ်ဗျကျွန်တော်နေရာခေါ်သွားတယ် အကောင်လုံးရှင်းပြီးရပြီစိန်ပြောင်းတစ်ပြောင်းကြန့်ခဲ့တယ်လေအဲ့ဒီမှာကျောက်ဆက်ညမေးတော့စိန်ပြောင်းတာဒီကန်သားပါတဲ့အဲ့မှာဒီကန်အိမ်သားပါပေါ့အပြင်မှာဖြစ်နေတယ်ညဘက်ဆိုတော့ဘူးကလိုက်ရှောက်လို့လည်းမရတော့ဘူးအဲတခေါက်ပြန်သွားတယ်တခေါက်ပြန်သွားတယ်စိတ်ပြောင်းသွားယူအဲစတင်မြောင်းမွေးမှာကိုကိုလေးတက်ကောင်သေးတယ်အဲဒီအဲစိတ်ပြောင်းပြောင်းယူလာတယ်ယူပြီးတော့စိတ်ပြောင်းရောက်လာတော့ရောက်လာပြီးတော့ကျွန်တော်က အော်တတိယဒရုန်းဝင်လို့မပေါ့ဆိုတော့ဂျမ်ပါဘုံမှာတားတာလဲဆိုတော့ဂျမ်ပါလဲသူကဖះကုန်းပေါ်မှာတင်တာနောက်တစ်ခါထပ်ဝင်ပြန်ဂျမ်ပါအဲ့တော့စစ်ခုကရောက်လာတယ်မလာဘူးမဝင်ရဲဘူးဗျအဲ့ဒီတရားကိုလေဟွန်းဟွန်းအနီးနားမှာရှိနေတယ်သူကမဝင်ရဲဘူးမနဲ့လင်းမှသူဝင်လာအဲ့ဒါဆိုညဘက်ခြေသလောက်သွားရရမှာပေါ့ကျွန်တော်ကတော့ကောင်းကောင်းကြပါရဲ့အဲ့ဒီအဲ့ဒီ second ကပေးရတယ်။ဟာဟာဟာ။အဲ။ဒါအကုန်ရခဲ့တယ်ပေါ့။ ဟုတ်ကဲ့အကုန်ရခဲ့တယ်အဲ့တုန်းကတော့တော်တော်ကြာတယ်နော်တိုက်ပွဲရညဘက်တည်းဒီရောက်သွားတယ်ကြာတယ်ညဘက်ဘက်ကြီးရောက်လာတဲ့အချိန်မှာပူတီမကျွန်တော်တို့ကလက်ပြုံပစ်တက်လာတဲ့အချိန်မှာလက်ပြုံပစ်တက်လာတာအဲ့အဲ့ပူကပြီးသွားရောပူပူပြီးသွားမှကျန်တဲ့ကောင်းတယ်လက်နဲ့ကြာတာဩအဲ့တော့မမမမရရတက်ကောင်းအားကြီးမှလဲစစ်သားမဟုတ်ဘူးဗျာ तू ကအလောက်ကမှအင်း အလောက်သမားအဲ့ဒါဘာဖြစ်လို့လက်နဲ့ဝင်ကန်နေလဲလို့ပြောသူကပြောဆိုတာအဲ့ပြန်ဖို့လမ်းစင်းမရှိလို့တဲ့လက်နဲ့ဝင်ကန်နေတာတဲ့အော်ဒီကောင်နေအဲ့လိုမျိုးလူတွေပါဆွဲခေါ်ထားတာပေါ့ခေါ်ထားတယ်ခေါ်ထားတယ်ဟုတ်လားအဲ့ပြန်ဟိုလမ်းစင်းမရှိလို့လမ်းနဲ့ဝင်ကန်နေတာဟာဒုက္ခပါရှိပြီပြောတာအော်ဒုက္ခပဲအဲအဲနောက်နောက်တစ်ချက်ရှိသေးတယ်ဟိုမှာနောက်တစ်ချက်ကတော့ အဲ့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ကမြို့တဲ့ဝင်တာကျွန်တော်စစ်ကြောင်းပဲသူသူကစစ်ကြောင်းပဲမြို့တဲ့ဝင်တာလေကွင်းရအောက်မှာဗျာအော်မာကိုတခါတွေ့ရမှာ၃ဘင်းဘုံမှာပါလာတဲ့ခွေလေးအမှလေးအဲအဲအဲ၃ဘင်းဘုံမှာပါဟာအဲ့ဒါကျွန်တော်ညကတည်းကနေတကယ်ကျတော့မြို့မြို့ထဲမှာကင်းလှဲ့တဲ့ခွေးကိုသွားဆောက်တာကျွန်တော်တို့ကအာညတကြလုံးနဲ့အဲ့ပြီးရပြီအဲ့ဒီမှာညလုံးနဲ့အဲ့ပြီးရပြီအဲ့ပြီးရပြီဆိုကြတော့မိုးလင်းဟိုဟာဖြစ်ရပြီဘယ်လားလားရှိပြီ ဆန္ဒယူဆန္ဒဆက်တနာလာတော့ရှိတော့မှာဗျာအဲအဲ့လိုမျိုးဖြစ်တော့မှာအဲ့တော့ဘယ်သူကသွားပြောလိုက်လဲမသိဘူးအဲ့ဒီနေရာကျွန်တော်တို့နေနေတဲ့နေရာနဲ့ခွေးနဲ့ဆိုမိမိလေးရဲ့သူကအဲ့တော့၃ဘိတ်တစည်းလို့ဒီကောင်တွေက၃ဘိတ်တစည်းကိုဆွဲပြီးတော့လေသူတို့ကမထင်တော့ဘူးဗျာကျွန်တော်တို့ရတယ်ဆိုတာမထင်မယုံဘူးပေါ့အဲအဲသူများလာလာပြောနေကြတော့ဘူသူရဲ့အဆက်ရရှိရလှော့တယ်ဖြစ်မှာတော့သွားကြည့်ကန်တယ်အဲအဲ အဲ့တော့ဘုံပိနဲ့လာတာဘုံပိနဲ့လာပြီးတော့ကျွန်တော်ရှိတဲ့ရှိတဲ့တက်မှလည်းရက်ပြီးတော့လေပုံမှန်လဲတဲ့အကောင့်တွေကပုံမှန်ပုံမှန်လဲတဲ့အကောင့်အဲ့ဒီကပတ်သက်တွေကဘယ်နေရာမှာလဲတဲ့အော်အော်နေတာဒီကောင်တွေကပုံမှန်လဲတဲ့ပတ်သက်တွေရတယ်သုံးပိနဲ့လာပြီးတော့ကျွန်တော်ကြီးရဲ့ကြီးကျယ်တဲ့နော်အကောင့်တွေတကယ်လည်းကြီးကျယ်တာအမဘာကဘာမှမရှိဘူးတော့ဟိလင်းပြေးမှာကျွန်တော်တို့ဒီအုပ်နဲ့ရရင်ဟိလင်းပြေးမှာလာရက်ပြီးတော့သူကလာပြောရော အမတီးတက်ပေးလိုက်မှာပုံပါလဲဆက်တည်းဆိုပုံတော့မအကုန်တွေ့ထုတ်ပေးလိုက်တယ်တွေ့တော့ပေးလိုက်တယ်ပုံတော့မောက်ရအဲ့အဲ့တော့ဘယ်နှစ်ယောက်လဲအဲ့ကောင်လေးအမဗျာ तू ကဟိုဟာအခွေးရောင်း၅ကောင်ပါတော့အမလည်း၅လက်ရတယ်ငါရောက်လောကသုံးဘိနဲ့လာတာသုံးဘိနဲ့လာတာငါရောက်တော့ တကယ်မမရရတယ်ဗောနော်ဟုတ်ကဲ့ဒါကတူလာအော်ပမာလည်းတကောင်းမှမရှိဘူးလေဟာသူ့လည်းပါလေဗျာကျွန်တော်ကမြို့ဝင်ဂိတ်နဲ့သူကမြို့တဲတော့ရောက်ပြီလေရင်ခွေးအောက်ဆိုမြို့တဲတော့ရောက်ပြီဟာဟာအဲဒါကတော့တကယ်မမရရတယ်ဗောနော်ဆောင်းကြီးရတယ်ဒါကတကယ်မမရရတယ်ဗောဟိုဟာရေးရေးစီမှာရှိတဲ့ဒီစစ်ကြောင်းမှာရှိတဲ့တပ်ဖွဲ့တွေရဲ့ခံယူချက်စိတ်သက်လေးတွေဗောနော်ပြီးတော့ဘလိုလူငယ်တွေ ပါဝင်လာသလဲအဲသူတို့ကဘယ်လိုပုံစံမျိုးတွေလဲအဲတချို့ဆိုအခြေအနေတွေအများကြီးရှိရလေနော်တကယ်စိတ်ဝင်စားကြကောင်းတဲ့ပုံစံမျိုးတွေနဲ့ပါဝင်လာကြတဲ့သူတွေရှိတယ်အဲကြောင့်အိုက်ဖမ်မရဖြစ်နေတဲ့ဟာလေးရှိရင်ပြောပြပေးပါဦးဒါပြည်သူတွေလည်းအားတက်တော့ဟုတ်ကဲ့ဘယ်လိုပြောမလဲကျွန်တော်စစ်ကြောင်းထဲမှာအာလူငယ်တွေပဲများတယ်ဗျလူငယ်တွေပဲအကောလုံးကဒီဇန်ပဲဟုတ်ကဲ့အကြီးဆုံးဆိုလို့ကျွန်တော်လိုက်ရကြည့်တယ်ဟုတ်လား အကောလုံးလူငယ်တွေပဲစိတ်တက်တော့အလုံးတက်ကြွတော့တချက်တော့ဟောရှိတော့ဗောဘယ်လိုပြောမလဲအကောလုံးကတော့သူတို့ကအဆုံးစီသွားမှကောင်းတယ်ကြီးပဲဟိုဟာအအရင်ရဒီတော့လည်းကောင်းလာမဟုတ်ခင်ရဆိုးပေးတည်မနေတဲ့ကောင်းတွေဗောညာအဲ့လိုမျိုးဟာတွေသူကစိတ်သာကျူးစင်းတယ်အဲ့ဒါတော့လည်းကလာရရချင်းကြတော့တယ်သူတို့ကအကောလုံးက အဲ့လိုမျိုးလူတွေဗျာလူဆိုးတွေအဲအမီးပါတယ်ထိမနိုင်သိမနိုင်တဲ့လူတွေဗျာအားလုံးစုပြီးမှဒီတော့လည်းလောက်နေကြတာပေါ့ဗျာအဲ့လိုမျိုးအဲအဲ့ဒါအဲ့တကျအခုချိန်မှာတော့ဘယ်လိုပြောမလဲတိုင်းပြည်တွေပေါ့ဗျာဟိုလူမျိုးဟောကတွေ့ရလို့ကလူဆိုးကသမျှကိုအကောင်တော့ထားခဲ့ပြီးတော့အဲတိတ်ကနေပြန်စားကြတော့ပေါ့ဗျာအဲ့လိုလူတွေပဲများတယ်ဝိုက်တယ်အာတချို့လူကြီးတွေရှိတယ်လीနော်ဟိုပြောကြတယ်ကွာသီလာလူငယ်တွေအပေါ်မှာအဲလမ်းပေါ်မှာပဲရှောက်သွားနေတယ်ဘာအလောက်ကင်မှမလုပ်ဘူး ပြီးပါအောင်မကူဘူးအဲသိရမလားအဲပြီးရင်ဒါတက်တူးထိုးတဲ့သူတွေပါဆိုလဲပြောတယ်လေနော်အားဒီကောင်တွေကလူမိုက်တွေဗာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်တကယ်တကယ်တမ်းကျတော့အဲ့လူငယ်တွေကပဲဒီအခုတိုင်းပြည်အတွက်ပြည်သူတွေအတွက်အသက်ပေးပြီးတော့ဆုံးလုံးနင်းနာခံပြီးတော့ဒုက္ခသောက်ရတယ်ပေါ့နော်ဒါလာပြီးတော့အသက်တွေပါပေးပြီးတော့တိုက်ပွဲဝင်နေကြတာလေနော်အဲ့တော့တကယ်ကိုလေးစားရတဲ့လူငယ်တွေကအခုဒါတိုက်ပွဲဝင်နေကြတယ်ပြည်သူတွေအနေနဲ့လည်းဒီလိုလူငယ်တွေကိုရတာကန့်ကောင်းတယ်ပေါ့နော်ကန့်ကောင်းတယ် ပြီးတော့ဒီလူငယ်တွေရဲ့နောက်မှာပြည်သူတွေရှိတယ်ဆိုတာကိုလည်းညီပြောပြပေးပါတော့။အဲဘလိုပဲဖြစ်ဖြစ်ဒါဒီစစ်ကြောင်းအနေနဲ့ချိုးဟာရဆိုရင်သတင်းပေါ်တက်လာမှပဲပြည်သူတွေကသိခွင့်ရတာ။အဲကြအိုက်ထက်ပို့ပြီးတော့တိသွားအောင်လို့ကိုကအခုလိုမျိုးလေးညီလေးနဲ့တွေ့ပြီးတော့ဒါအခြေအနေလေးဒါတို့တွေဟိုအတင်းပြောကြတာပေါ့ကွာအတင်းပြောကြတာပေါ့တရားဒါပါပဲဖြစ်ဖြစ်ပေါ့နော်အခုလိုလေးပြောပြလို့လည်းတကယ်ကျေးဇူးတင်တယ်အဲ့တော့ဒီဒေါ်လာရင်းနဲ့ပတ်သက်လို့အဲပြီးရင်ဒါပြည်သူတွေကိုအတိပေးခြင်းနဲ့ညီလေးအတွက်ညီလေးကနေပြီးတော့အတိပေးခြင်းနဲ့အမှားစကားလေးရှိရင်လည်းပြောပြပေးပါဦး ဟုတ်ကဲ့ဟာဘယ်လိုပြောမလဲပြည်သူတွေကြတော့အားမအားမလျှော့နိုင်တဲ့ပုံနော်အားအားမလျှော့နိုင်တဲ့အဲ့လိုဘယ်လိုပြောမလဲကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဗျာတနေ့အောင်ပွဲရဖို့ရအောင်ဒါပြည်သူတွေလှူလာတဲ့အောင်ပွဲကြောင့်ပြည်သူတွေလည်းအာလေးနှစ်ကလေးနှစ်တာကာလပတ်လို့ဖြစ်လာပြီတနာလာပြီညအမှန်တမ်းပြောရရင်ကျွန်တော်တို့လည်းပြည်သူမရှိရက်တိလို့မရဘူးညအဲတကယ်ပဲပြည်သူလည်းတကယ်ကိုဘယ်လိုပြောမလဲအာနာရှင် ဒီအနာရှင်ပြုတ်ဖို့အတွက်ပြည်သူလက်တက်ကအားတစ်ခုအားကိုစိုက်ပြီးတော့လောက်ခဲ့ပြီးဂျေဇူးလက်တင်ပါတယ်ကျွန်တော်တို့ဘယ်လိုလဲပြည်သူရဲ့အရှိမကျွန်တော်တို့ကမမမမအရင်နဲ့ကျွန်တော်တို့မချခင်အောင်ပွဲရတော့မှာပေါ့အားမငယ်တဲ့ကျိုးလဲကျိုးစားနေပါတယ်ကျွန်တော်တို့ကပြည်သူတွေအကုန်အတင်းသားပေါ့ဗျာရောက်ကျွန်တော်တို့လူချင်းနဲ့ပိုင်းနိုင်အောင်တော့တနေ့ရောက်တော့မှာပါဟုတ်ကဲ့ဟာဗိုက်ရနော်အာပြည်သူကလည်းစိတ်ချတယ်ညီတို့ပြောတဲ့စကားဆိုရင်ပြည်သူကတေချာပေါ့ယုံကြည်ပြီးသားပေါ့နော်ညီတို့ပြီးတဲ့ ဂရိကဝတ်တွေဆိုရင်ပြည်သူကအခုချိန်မှာတကယ်ယုံကြည်ပြီးတော့လေးစားအားကိုးကြတယ်ပေါ့နော်အဲဒါနဲ့ဒါညေးအသက်ဘယ်လောက်ရှိပြီဟုတ်ကဲ့နှစ်ပြအာအဲ့ဆိုရင်အကိုအကိုကြီးပေါ့နော်အကိုကြီးလို့ခေါ်ရမှာတဲ့ ကွာ35ဆိုတော့เนาะဒါဒါစတာပါအဲဒါရုပ်ကတော့ဒါလောက40ရွယ်ဖြစ်ဖြစ်နေပါပေါ့ဒါညရုပ်ကြတော့တကယ်ကိုလူငယ်အရွယ်နဲ့ပေါ့เนาะအခုလိုမျိုးပါဝင် ပြရလဲတကယ်ကျေးဇူးတင်တယ်ပြီးတော့အစသာရလဲဂယူဆိုင်ကြပါပေါ့เนาะပြီးတော့အောင်ပွဲသတင်းတွေအခုလိုမျိုးတက်လာပြီဆိုတဲ့အချိန်မှာလဲကိုတို့တွေတကယ်အားရတယ်တကယ်လဲဝမ်းတာရင်ကျင်းတတ်ရတယ်ပြီးတော့ခုနပြောရဲ့ညေးပြောတဲ့ဟာကြီးဆိုရင်မိုက်တယ်ကွာတရား ဟိုလူငယ်တွေရဲ့ဒါနစ်နာခံပြီးတော့လှုပ်နေတဲ့အကြောင်းအရာတွေအများကြီးပဲသိခွင့်ရတယ်နော်ရှစ်ဆက်ပြီးတော့လည်းဒီလူငယ်တွေပေါ်မှာညီတို့တွင်တင်ပေးပါအဲခုနလိုပေါ့နော်အဲဒါတချို့ဒါခံယူချက်တွေခံခန်းစားချက်ကနေပြီးတော့ခံယူချက်ကိုပြောင်းပြီးတော့ဒါတော်လိုင်းလောက်ရတာလွယ်ကူတဲ့အရာမဟုတ်ဘူးလေနော်အဲကြတော့ဘာပဲဖြစ်ဖြစ်ဒီလူငယ်တွေအနေကင်းအောင်လဲညီတို့ပဲစောင့်ရှောက်ပေးပါပေါ့နော်ပြီးတော့ပြည်သူတွေကိုလည်းစောင့်ရှောက်ပေးပါလို့ပြောချင်ပါလေဟုတ်ကဲ့ပါဟုတ်ကဲ့တက်ချပါပြီးတော့ဟွာ ါလဲအခုကတဝဲနော်တဝဲနော်တဝဲစကားလေးနဲ့နှုတ်ဆက်စကားလေးပြောပြရတာကျေးဇူးတက်ကဗျာအလိုဘူးရဲ့ကမ္မရီကိစိုက်ကဗျာ Okay okay ကျေးဇူးတင်တယ်နော်ဒါဘယ်လိုပဲဖြစ်ဒီလိုမတန်လေးလောက်ခွင့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်တယ်ဗောနော်